မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ကဝိုင်းမော်နဲ့ဗမော်မြို့တိုက်ပွဲတွေမှာအချက်ဖက်စစ်တပ်ရဲ့ကာကင်းစခန်းတွေနဲ့တပ်ဆွဲထားရနေရပြီကို KIA ပူပေါင်းတပ်တွေကဇက်တိုက်ပြန်လဲသိမ်းပိုက်လာပြီးစစ်တပ်ကဗိုလ်မှူးတအုပ်အပါဝင်သေတဲ့သူတွေတော်တော်ကိုများနေပြန်တယ်လို့ KIO ပြောကွင်းရဗိုလ်မှူးကြီးနော်ဘူးကိုတိုင်အတည်ပြုထားပါတယ်အာဆီယံဘုတ်ဘော့တူညီချက်၅ချက်အကောင့်ထဲပေါ်ရေးအပါဝင် မြန်မာအရေးဆွေးနွေးဖို့မလေးရှားနိုင်ငံသား၏ဝင်ကြီးဟာမြန်မာနိုင်ငံကိုတရက်တာလာရောက်ပြီးမင်းအွန်လိုင်းအပါဝင်အကြံဖက်စစ်တပ်ထိပ်ပိုင်းနဲ့တွေ့ဆုံမယ်လို့မလေးရှားအစိုးရကထုတ်ပြန်ထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကချင်ပြည်နယ်ကဝိုင်းမော်နယ်ဗမော်မြို့တိုက်ပွဲတွေမှာ အချက်ဖက်စစ်တရဲ့ကာကင်းစခန်းတွေနဲ့တဆွဲထားရနေရာတွေကို GIA ပူပေါင်းတပ်တွေကဇက်တိုက်ပြန်လဲသိမ့်ပိုက်လာပြီးစစ်တပ်ကဗိုလ်မှူးတအုပ်အပါဝင်သေတဲ့သူတွေတော်တော်ကုန်များနေပြန်တယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကိုတိုင်ရန်ကုန်ခေတ္တကိုအတည်ပြုပြောထားပါတယ်။အော်တိုဘာလ6ရက်နေ့ကဆိုရင်ဝိုင်းမော်မြို့နယ်မှာအချက်ဖက်စစ်တရဲ့ခလာရ58တရင်ကစစ်တပ်နဲ့ပူပေါင်းအဖွဲ့တွေဟာ GIA တပ်တွေရှိရလက်မြန်ခြေရွာဘက်ကိုခတ်တီတီနဲ့စစ်ကြောင်းထိုးလာတဲ့အချိန် GIA ပူပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်ချေမှုန်းပြီးတဲ့နောက်အော်တိုဘာလ၈ရက်နေ့ဖြစ်တဲ့မနေ့ကပဲစစ်တပ်ရဲ့ကာကင်းစကန်တချို့ကပါထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါလေအဲ့ဒီအချမ်းဖက်စစ်တပ်စစ်ကြောင်းကတော့သူတို့ရဲ့မူလတဆွဲထရဝိုင်းမော်မြို့ကခလာရ58အထိပြန်ဆုတ်သွားကြတဲ့အခြေအနေဖြစ်သွားပြီလို့လေ GIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကအတိအပြုပြောထားပါတယ်ဒါအပြင်တစ်ဖက်ကဗမော်မြို့မှာလေတိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေပြီး GIA ပူပေါင်းတပ်တွေကအချက်ဖက်စစ်တပ်ရဲ့ခလာရ40ခွန်အနီးစစ်တပ်တပ်ဆွဲထားရနေရာ၄ခုထက်မနည်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အပြင်စစ်တပ်ဘက်ကဗိုလ်မှူးတအုပ်အပါဝင်ထေတဲ့သူတွေတောက်တောက်ကိုများနေပြန်တယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကိုတိုင်ရန်ကုန်ခေတ်ကိုအတိအပြုပြောထားပါတယ်လက်ရှိကချင်ပြည်နယ်ကဝိုင်းမော်နဲ့ဗမော်ဘက်တွေမှာအချက်ဖက်စစ်တပ်ရဲ့တဆွဲထားရနေရာတွေနဲ့တပ်စခန်းတွေကို GIA ပူပေါင်းတပ်တွေကဇက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်ကိုတံပြန် ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့ GIA သတင်းရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကမော်လိုက်မြို့နယ်မှာတိုင်းငတ်စစ်စင်ရေးကာလအတွင်းအချက်ပတ်စစ်တပ်စခန်း6ခုကိုတော်လိုင်းရေးတပ်တွေကတိမ့်ပိုက်ရရှိခဲ့တဲ့အပြင်လက်နက်ခဲယံတွေနဲ့စစ်တုံးမှအများပြားကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့မော်လိုက်တော်လိုင်းရေးအင်အားစုရဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တိကိုပြောပါတယ် အဲ့ဒီတိုင်းငံစစ်စင်ရေးစတင်ခဲ့တဲ့ဩဂုတ်လနဲ့စက်တင်ဘာလအတွင်းမှာလေမော်လိုက်မြို့နယ်မှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့ထော်တာရွာပြူစော်တီစခန်းအော်စည်းခုံရွာစခန်းညောင်ဝန်းရွာပြူစော်တီစခန်းနောင်ပိန်ရွာစခန်းကုန်းနားပိန်ရွာစခန်းကုန်းနဲ့တောင်အင်းရွာစစ်တပ်စခန်းစုစုပေါင်းစခန်း6ခုကိုတော်လိုင်းပူပေါင်းတပ်တွေကတိမ့်ပိုက်ရရှိခဲ့တယ်ဆိုပါလေအဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေကနေအချမ်းဖတ်စစ်တပ်ကစစ်သားတွေပြူစော်တီတွေအပါအဝင်စစ်တုံးမှအများပြားကိုလည်း ဒေါ်လာရင်းတက်တွေကအရှင်ဖန်းစီရမိထားတာတွေရှိတဲ့အပြင်လက်နက်ခဲယံတွေလည်းတင်းစီရရှိခဲ့သေးတယ်လို့မော်လိုက်ဒေါ်လာရင်းအင်အားစုရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲ့ဒီစကန်သိန်းတိုက်ပွဲတွေကိုမော်လိုက်ခဲယံ PD ရဲ့တရင်တပ်ဖွဲ့တွေပကဖပအဖအဖွဲ့တွေအားလုံးအတူတူကပူးပေါင်းပြီးလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီနေမီတဝိုက်ကိုဒေါ်လာရင်းတက်တွေကပဲအဓိကထိန်းချုပ်ထားပြီးစီကတော့ဆက်လက်တင်းမာလာမဲ့သဘောရှိနေတယ်လို့လည်းမော်လိုက်တော်လန်ရေးအင်အားစုရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ က်မှာတော့မော်လိုက်နဲ့ပလောမြို့နယ်တွေမှာအချက်ဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတင်နှစ်ဦးပြူစောတိနှစ်ဦးနဲ့စဲအိမ်မှုတဦးတို့ဟာလက်နက်ခုနှစ်လက်ယူဆောင်လာပြီးတော်လန်ရေးတပ်တွေအသီးသီးစီမှာအလင်းဝင်ရောက်လာကြတယ်လို့သက်ဆိုင်ရာတော်လန်ရေးတပ်တွေကရန်ကုန်ခေတ်တကိုပြောပါတယ်။စကိုင်းတိုင်းကမော်လိုက်မြို့နယ်မှာတော့အချက်ဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတင်တဦးပြူစောတိနှစ်ဦးနဲ့စဲအိမ်မှုတဦးတို့ဟာ လက်နက်6လက်နဲ့အတူစက်တင်ဘာလအတွင်းမှာပဲတော်လိုင်းတက်တွေစီမှာအလင်းဝင်ရောက်လာကြတယ်လို့ Morlight Revolution တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့အထက်ကစစ်မှုထမ်းတပ်သားတစ်ကတော့ဟန်ထီဦးဆိုသူဖြစ်ပြီးစေအီမှုကတော့ဂျိုကုန်းကြည်ရွာကကိုကျော်မင်းထီဆိုသူဖြစ်တယ်လို့ပြူစော်တီနှစ်ဦးကတော့ရွာတစ်ရွာကမင်းစော်ထွန်းနဲ့နောင်ပိန်ရွာကလွင်မိုးဆိုသူတို့ဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုအလင်းဝင်လာတဲ့သူတွေကိုတော်လန်ရိတ်တက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီး လက်နက်ပါပါလာတဲ့အတွက်ဂုံပြူစုငွေလဲချင်းမြင်ပေးထားပါတယ်လို့မော်လိုက် revolution တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အလားတူတစ်ဖက်ကတရင်သာရေးတိုင်းပလောမြို့နယ်မှာလဲအော်တိုဘလာ6နေကပဲအချက်ဖက်စစ်တပ်ရဲ့ခလာရ100တတရင်ကိုအပုတ်ခံထားရတယ်စစ်မှုရန်တတတဦးဟာသူကန်ဆောင်တဲ့လက်နက်နဲ့အတူ KNL တမဟာလေးစီမှာအလင်းဝင်ရောက်လာတဲ့အတွက်သူကိုလဲလက်နက်ပါပါလာတဲ့အတွက်ဒေါ်လာရင်းတပ်တွေကဂုံပြူစုငွေပါချင်းမြင်ပေးထားပါတယ်လို့ GNU Bitway ခရိုင်ကသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ မှာတော့အာဆီယံဘုတ်ဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ကြီးအပါဝင်မြန်မာအရေးဆွေးနွေးဖို့မလေးရှားနိုင်ငံသားဝင်ကြီးဟာမြန်မာနိုင်ငံကိုတရက်တာလာရောက်ပြီးမင်းအွန်လိုင်းအပါဝင်အကြံဖက်စစ်တပ်ထိပ်ပိုင်းနဲ့တွေ့ဆုံမယ်လို့မလေးရှားအစိုးရကတရင်ထုတ်ပြန်ထားပါတယ်အဲ့ဒီလိုမြန်မာအရေးအတွက်မြန်မာနိုင်ငံလာမဲ့မလေးရှားဝင်ကြီးခီးစဉ်ဟာဒီကနေ့အောက်တိုဘာလ9ရက်နေ့တရက်တာခီးစဉ်ပဲဖြစ်တယ်လို့လည်းဆိုပါတယ်အဓိကကတော့မလေးရှားဝင်ကြီးရဲ့အခုလိုတရက်တာမြန်မာနိုင်ငံခီးစဉ်ဟာလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျအတဲကိုဖြည့်ရှင်းရေးအတွက် ်အာဆီယံဘုတ်ဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ရေးရွေးကောက်ပွဲအရေးနဲ့အားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးမှုဖြစ်မြောက်ရေးအပအဝင်မြန်မာအရေးကိစ္စရက်တွေကိုနေပြည်တော်မှာအကြံဖက်မင်းအွန်လိုင်းညူစောနဲ့တန်းဆွေတို့ကိုတွေ့ပြီးဆွေးနွေးသွားမှာဖြစ်တယ်လို့မေရှာအစိုးရကထုတ်ပြန်ထားပါတယ်။အဲ့ဒီတရက်တာခီးစဉ်အတွက်မလေးရှားနိုင်ငံသားကြီးဝန်ကြီးနဲ့အတူအာဆီယံအထူးကိုယ်စားလှယ်ဘာလိုက်ပါလာမှာဖြစ်ပြီးတော့ဒီလိုမလေးရှားနိုင်ငံသားကြီးဝန်ကြီးရဲ့တရက်တာခီးစဉ်နဲ့ဂျာဝင်စစ်စမှုဟာအာဆီယံဥက္ကဋ္ဌရဲ့လုတ်ပိုင်ခွင့်နဲ့ မြမအချက်တဲကိုဖြစ်ရှင်းဖို့ကြားဝင်ဆောင်ရွက်ပေးတာဖြစ်ပေမဲ့မလေးရှားအစိုးရအနေနဲ့ကတော့မြမအချက်တဲကိုမြမတွေကိုယ်တိုင်ပဲဥဆောင်ဖြစ်ရှင်းဖို့ကသာပုံမအပိထောက်ခံတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်း၆ဦးမြို့နယ်ကဘုံတိုကျေးရွာစီမင်းထွန်းပွဲကိုအချက်ဖက်ဆက်တက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတွေတေဆုံးခဲ့မှုကိုနိုင်ငံတကာသတင်းမီဒီယာတွေကထိတ်တန့်သတင်းအဖြစ်ဖော်ပြနေကြပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်တပ်ရဲ့စစ်ရာဇဝမှုကျူးလွန်မှုကိုလည်းအရေးယူနိုင်ရေးအတွက်အယူကြီးကဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ပြောထားပါတယ်ဖြစ်စဉ်ကတော့အားလုံးသိခဲ့တဲ့အတိုင်းအော်တိုဘာလ6ရက်နေ့ဖြစ်တဲ့တရင်ကျွလာပြည့်နေ့ကြီးမှာပဲအချက်ဖက်စစ်တပ်က6ဦးမြို့နယ်ဘုံတူကျေးရွာမှာပြည်သူတွေစီမီထုံးပွဲလုပ်နေတဲ့အချိန်လေရင်နဲ့လာပြီးဘုံကျဲသွားခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်မှာကနဦးတွင်လူပေါင်း29ဦးသေဆုံးခဲ့ပြီးအခုအခါဒဏ်ရာရထားတဲ့သူတွေကနောက်ထပ်2ဦးထပ်မံသေဆုံးသွားတဲ့အတွက် စုစုပေါင်းတည်ဆုံသူဟာ24ဦးအထိတိုးလာတယ်လို့ဒေသခံပြည်သူတွေကပြောထားတယ်လို့ NGO ရဲ့လူခွင့်ရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ထားပါတယ်။အဲဒီလိုဂျပန်စစ်တပ်ကဘုံတူဂျေးရွာစီမီထုံးပွဲကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတွေတည်ဆုံထားတဲ့တရင်ကိုနိုင်ငံကသတင်းမီဒီယာတွေကပါထိတ်တန့်သတင်းအဖြစ်ပေါ်ပြနေကြပြီးမြန်မာစစ်တပ်ကဗုဒ္ဓဘာသာတို့ရဲ့ဘာသာရေးအခမ်းအနားဖြစ်တဲ့စီမီထုံးပွဲတော်ကိုလေကြောင်းကနေပုံကျဲသွားမှုကြောင့်လူပေါင်းဒါဇင်နဲ့ချီတည်ဆုံထားတယ်ဆိုပြီးတော့ကိုနာမည်ကြီး New York Times သတင်းဌာန အေဂျစီယာ BBC အပါအဝင်နိုင်ငံတကာသတင်းဌာနကြီးတွေမှာမြန်မာစစ်တပ်ရဲ့ကြမ်းတမ်းတဲ့ရက်စက်မှုအနေနဲ့ထိတ်တန့်သတင်းအဖြစ်ဖော်ပြခဲ့ကြပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတပကအယူဂျီရဲ့လူခွင့်ဝင်ကြီးဌာနကလည်းအကြမ်းဖက်စစ်တပ်ဟာသူတို့အာဏာတည်မြဲရေးကိုသာဥတည်ပြီးလူမှုအပေါ်အခကြီးရက်ကြီးဘာသာရေးအထုတ်မြတ်ထားရနေ့ရက်တွေပါမချန်ဘုံကျက်တပ်ဖြတ်နေတဲ့စစ်ရဆွဲမှုတွေကိုဘလို့အချိန်ပါပဲဖြစ်ဖြစ်အေးအေးယူနိုင်မှုအစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမှာဖြစ်တယ်လို့လည်းအယူဂျီကသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ ဆက်ထဲမှာပဲချင်းပြည်နယ်မင်းတပ်မြို့မှာရှိတဲ့ border ဆောင်ចောင်းကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ပုံကျဲတော်မှုကြောင့်ចောင်းသား၃ဦးနဲ့မတန်ဆွမ်းအမျိုးသမီး၃ဦးသေဆုံးသွားတဲ့အပြင်ចောင်းမဲမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နတ်မန်တရာပျက်စီးသွားတယ်လို့သက်ဆိုင်ရာတော်လှန်ရေးတပ်တွေကသတင်းထုတ်ပြန်ထားကြပါတယ်ချင်းပြည်နယ်မှာတော့အော်တိုဘလာရှီနေဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအကြမ်းဖက်စစ်တပ်ကမင်းတပ်မြို့နယ်တိုက်နယ်မှာရှိတဲ့ border ဆောင်ចောင်းကိုလေနဲ့လာပြီးဘုံကျဲသွားတယ်လို့ CDM မင်းတပ်ကနေထုတ်ပြန်ထားပါတယ် အဲ့ဒီလိုအချက်ဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဗော်ဒါဆောင်မှာပညာသင်ကြားနေတဲ့ចောင်းသား3ဦးနဲ့မတန်ဆွမ်းအမျိုးသမီး2ဦးတို့တေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ7ဦးကျော်လဲဒဏ်ရာတွေရထားသလိုနေအိမ်6လုံးမှာပျက်စီးထားတယ်လို့ဆိုထားပါတယ်အလားတူတစ်ဖက်ကကြောင်မဲမြို့နယ်ကလည်းအော်တိုဘားလာရှိရနေဖြစ်တဲ့မနေ့ကပဲအချက်ဖတ်စစ်တပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်နမ်မန်တရာထိမှန်ပျက်စီးသွားခဲ့ပြီလို့လေ TNL ကသတင်းထုတ်ပြန်ထားပါသေးတယ်။အဲဒီကြောင်မဲမြို့နယ်ကနမ်မန်တရာကို ဂျပန်စစ်တပ်ဟာ2029စစ်စင်ရေးအပိုင်းနှစ်တုန်းကလေပထမအကြိမ်မိုင်းခွဲဖြတ်စီးခဲ့ပြီးအခုတခါဒုတိယအကြိမ်ဖြစ်လေနဲ့ဘုံကျဲဖြတ်စီးသွားပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းကဆလင်းမြို့နယ်မှာငွေတောင်ကြေးရွာကိုအချက်ဖက်စစ်တဲ့လောက်ကန်လက်နက်ကင်ပြူစောတိအဖွဲ့ကဝင်ရောက်လာပြီးလူငယ်ခုနှစ်ဦးကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားပြန်တယ်လို့ပြည်သူညီနောင်ဆလင်းအဖွဲ့တာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အော်တိုဘာလ9ရက်နေ့ကပဲ ဆလင်းမျိုးနဲ့မှာရှိတဲ့ငွေတောင်ကျေးရွာကိုစစ်တပ်လက်အောက်ခံပြူစောထီတွေကလက်နက်တွေနဲ့ဝင်ရောက်လာပြီးလူငယ်ခုနှစ်ဦးကိုအရင်ဆုံးပေါ်တာဆွဲဖမ်းဆီးခဲ့ကြတယ်ဆိုပါတယ်။အဲဒီကလူငယ်၃ဦးကတော့တဦးကိုငွေချက်၃၅၀ကနေ၃၈၀ဝန်းကျင်အထိအချိန်ပေါ်မူတည်ပြီးပြူစောထီတွေကိုပေးလိုက်တော့မှပြန်လွတ်လာတယ်လို့နောက်ထပ်လူငယ်၄ဦးကိုတော့ဆလင်းမျိုးမှာရဲစခန်းအချုပ်ထဲမှာစစ်တပ်ကဆက်လက်ဖမ်းဆီးထားတယ်လို့ပြည်သူညီနောင်ဆလင်းအဖွဲ့တာဝန်ခံကိုပြည်သူကပြောထားပါတယ်။အဲဒီလိုပဲအော်တိုဘာလာရှိရနေကလည်း စလင်းမျိုးပေါ်ကရက်ွက်တွေကိုအချမ်းဖက်စစ်တပ်နဲ့ပြူစော့တီတွေပေါင်းပြီးလူငယ်တွေကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ခဲ့ကြသေးတယ်လို့လဲဒေတာတွင်းသတင်းရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ